ပရိသတ်ကြီးတို့အားလုံးပဲမင်္ဂလာရှိသောအချိန်ကာလေးဖြစ်ပါစေခင်ဗျာဒီနေ့ပရိသတ်ကြီးတို့နားဆင်ဖို့အတွက်မောင်ဖုံးရဲ့ဘဝအစားဆိုတဲ့ဇလံကောင်းလေးကိုရွေးချယ်ပြီးတော့မှတင်ဆက်ပေးလိုက်ပါရခင်ဗျာနေမကွဲသေးတဲ့မနက်မိုးတောင်ရံအာယုန်တက်ချိန်မှာတော့ရွာဘုံကြီးចောင်းကနေအာယုန်စွန်းအတွက်ကိုရင်ငယ်တွေအားလုံးစွန့်ကြိုက်ယူဖို့အေးတံကိုအန်တုပြီးတော့စူယုံစူယုံလှုပ်ရှားနေခဲ့ကြတယ်အဲ့ဒီချိန်မှာတော့ထူးထူးဆန်းဆန်းအเจ้าရဲ့ဝင်းရံအတွင်းကနေကလေးငိုတန်တက်တဲ့ကိုအเจ้าကြီးပေါ်ကနေတဲခွဲစွာကြားလိုက်ရတယ် ကိုရင်ကောတလားတွားကြည့်လိုက်အိုကလင်းကိုတန်းကြားလိုက်တယ်လို့ပဲဟာဦးစင်းကလည်းတွားမကြည့်ရဲပါဘူးအဲ့ဒီလောက်မှောင်မဲနေတဲ့အထဲနင်းတွေဒီလောက်တောင်ကြာနေတာဘဲကကလင်းကရှိရမှာတော့တရေလားမသိဘူးနော်ပေါပေါချာချာကိုရင်ရဲ့ပုံကြီးကြောင်းနဲ့ဘဲတဲကရှိမှာတော့ကဲကဲနေနေနေကိုရင်တွားမကြည့်ရင်ဦးစင်းပဲတွားကြည့်လိုက်မယ်အဲ့ဒီချိန်ကျောင်းစွန်းစားဆောင်တဲကနေကိုတော်တပါးကတဲကြောက်စရာမရှိဘုံကြီးကြောင်းအတွင်တရေ၆ရမယ်လို့ ဒီလိုနဲ့ကိုရင်တွေထွက်အသက်အရွယ်ကြီးပြီးတော့အကြီးတန်းတက်နေတဲ့ဦးစင်တစ်ပါးကအနှင်းငယ်ကြောက်နေပြီပဲကိုရင်တွေရှိနေတဲ့အထွက်ကြောင့်ဟမ်မပြက်စင်တစ်ခုပေါ်မှာထွန်းကြီးထားတဲ့ဘေးအောင်တိုင်ကိုလက်နဲ့အသာအုပ်ပြီးတော့ကျောင်းအောက်ကိုဆင်းသွားပါလေရောစောင်းဝင်တဲ့အချိန်ဖြစ်တာကြောင့်လေပြေအေးလေးနေတူဝိုးတို့ဝါတာနင်းတွေချာကနေကြောချမ်းပွေရကလေးငိုတန်းကြောင့်ဦးစင်လေးအသေးချာသင်ငန်းကိုယုံထားပြီပဲကြက်သိမ်းထလာအောင်ချမ်းစိတ်နေတော့တာအမှန်ပါပဲ။ ။ကျောင်းဝင်းလေးကအတန်ကြားရညောင်မင်းကြီးရဲ့အောက်မှာတော့ကြိမ်ချင်းတော်တစ်ခုကိုတွေ့လိုက်ရတယ်။အနေငယ်ရှေ့တိုးပြီးတော့အသေးချာကြည့်လိုက်တော့မှကလေးတစ်ယောက်ကိုအဝတ်နဲ့အသေးချာစွာပတ်ထားတာကိုတွေ့လိုက်ရတယ်။ဒါနဲ့ဦးစင်းလေးကလေးအေးနေမှာဇိုးတာကြောင့်ကျောင်းဘော်ကိုအမြန်ခေါ်လာပြီးကျောင်းနိုင်ဆရာတော်ဘုရားကြီးကိုအကျိုးချောင်းရှောက်တင်လိုက်တယ်။ဆရာတော်ကြီးကကလေးကိုအသေးချာကြည့်ရှုပြီးတော့ပွေ့ချီလိုက်တယ်ဆိုရင်ပဲကလေးအောက်ခြေကြိမ်ချင်းတော်ပေါ်မှာငွေရောင်ဆက်ကိုတရွက်နဲ့ရေးသားမှုအပြည့်ဝပါတဲ့စာရွက်တရက်ကိုတွေ့လိုက်ရတယ်။ ဖတ်ကြည့်လိုက်တော့စာထဲမှာရေးထားတာကယေຊုကြည်လာပါတော့ဆရာတော်ဖခင်ကြီးဤကလေးငယ်အားဆယ်နှစ်နှစ်ပြည့်တဲ့အခါလူတယောက်လာခေါ်ပါလိမ့်မယ်အဲ့ဒီအခါမှပြန်ထည့်ပေးလိုက်ပါကလေးနာမည်ကိုတော့မောင်ဖုံးလို့မှဲ့ပေးပါဆိုတဲ့ဒူးစန်းနဲ့စားရဆောင်ကိုတွေးလိုက်ရကလေးကိုတေချာကြည့်လိုက်တော့ကြောပြင်မှာထူးခြားတဲ့အမဲကွက်တစ်ကွက်နဲ့အတူခေါင်းရဲ့နောက်ဆက်မှာတော့တာမန်တဲ့လက်ငါးသစ္စာကန်ရှီလျားနေတဲ့ဇပင်ကိုမြင်လိုက်ရတယ်ဆရာတော်ကြီးကလည်းအသက်တချောင်းကဲကောင်းပါတယ်လို့ရည်ရွယ်ပြီးတော့ ကျောင်းမှာပဲမွေးစားကျောင်းသားဖြစ်စေခဲ့တယ်။ဒါနဲ့ဒူးဆန်းနာကတော့ကလေးလူမန်းတိတက်တဲ့အရွယ်ကလေးကအသားငါအညိအဟောက်သူများအသက်ဆို လုံးဝမစားတော့ပါဘူး။ဦးစင်းတွေကိုရင်တွေလည်းကလေးအဟာရချိုးတက်မှဆိုးတာကြောင့်အာရှိစာကြောက်ကလေးရောကျွေးတာကိုတော့မှထွေးထုတ်တဲ့အဆင့်ထိပါပဲ။ကလေးသုံးနှစ်သားအရွယ်ရောက်တော့ကြောပြင်ကအမဲကွက်ကလေးကဒူးဆန်းစွာလေးတော့ပုံတံဆမအင်းကွက်ကလေးထင်းပြီးတော့ပေါ်လာတယ်။ဒါကိုတော့ဘယ်သူမှသတိထားမိပုံမပေါ်ပါဘူး။ ပြီးတော့ထူးဆန်းတာတစ်ခုကကလေးတယောက်တည်းစကားတွေပြောပြောနေပြီးတယောက်တည်းစော်ကစားနေတာကိုပါမြင်းနေဦးစင်းတွေကတော့စိုးရိမ်လာတဲ့အတွက်ဆရာတော်ကြီးတံကိုရှောက်ဖြစ်ခဲ့ကြပါတယ်တနေ့တော့လူကလေးကဘသူတွေနဲ့စကားပြောပြီးစော့နေတာလေလို့ဆရာတော်ကြီးကခေါ်မေးလိုက်ပါတယ်အဲ့လိုမေးတော့သားကကြောင်းအောင်ကချောင်းဝင်ကြီးမှနေတဲ့မောင်နှမနှစ်ယောက်နဲ့စော့နေတာလို့ထူးထူးဆန်းဆန်းပြန်လည်ဖြေချခဲ့တယ်ဘုန်းကြီးလည်းနောက်ကျရင်အဲ့ဒီနေရာကိုသွားမစော့ဖို့ရည်ဤရမျိုးမျိုးနဲ့ချော့တကာ၆တက်လည်းနဲ့ပြောတော့မှခဏတာငြိမ်သွားခဲ့တယ် မကြပါဘူးဆရာတော်ကြီးစီကိုမောင်ဖုန်းလေးတယောက်အပြည့်လာတိုင်းပါတော့တယ်သူတို့ကသားနဲ့စော့မယ်လို့ပြောတယ်သားကမစော့ဘူးပြောတော့သူတို့ကအမွေးရှည်တွေနဲ့အကြီးကြီးဖြစ်သွားပြီးတော့သားကိုသွားကြည့်တွေဖြဲပြနေတာအဲ့ဒီတော့ငါသားကမကြောက်ဘူးလားသားကမကြောက်ပါဘူးသူတို့ကိုခဲနဲ့တောင် ထုတ်လွှတ်လိုက်သေးတယ်အဲ့ဒီခါကျမှသူတို့ကငိုပြီးတော့နောက်ဘယ်တော့မှမစော့တော့ဘူးလို့ပြောပြီးတော့ထွက်သွားကြတာ ်ဆရာတော်ကြီးကလည်းဘာပြောရမှန်းမသိတာနဲ့เจ้ามาအနေနဲ့ဖို့အတွက်နဲ့အပြင်ဘဝသူဒ္ဓရှိစေဖို့ရေကပိယကြီးနဲ့အတူနေခိုင်းလိုက်တယ်စွန့်ကြိုက်သွားပွင့်ရင်စွန့်ကြိုက်သွားပွင့်ရင်ဒါလိုက်လို့ရလားရတာဗောဒါကလိုက်ချင်လို့လားကွာဟုတ်တယ်ဗျဒါကတနေ့တနေ့စော့စရာအဖော်လည်းမရှိဘူးလေပြင်းစရာကြီးဗျအေးအဲ့ဒါဆိုလေအခုသွားမလို့အဖားနဲ့လိုက်ခဲ့ ရွာထဲမှာသွားနေရင်ကနေမောင်ဖုံးလေးကညောင်မေတပင်ကိုကြည့်ပြီးတော့ဘယ်သွားနေလဲမသိဘူးမရှိဘူးထင်တယ်လို့ရေရွတ်နေခဲ့ပါတယ်ဒီလိုနဲ့စွန်းကြိုင်ပိုးရမယ့်အိမ်ရောက်တော့အိမ်လေးကနေငါ့ကိုအမဲသားကြွေးမကြွေးရင် နေနိုးတွေကိုတတ်ပြစ်မယ်လို့ပြောနေတဲ့လူတယောက်အတန်ကိုထင်ရှားစွာကြားရတယ်အိမ်တိုင်းနဲ့ခေါင်းနဲ့ပြေးဆောင်လိုက်အွန်လိုင်းလုပ်နေတာကိုလည်းတွေးလိုက်ရပါသေးတယ်အိမ်လေးကလူတယောက်ကကပ္ပိယကြီးကိုအတော်ပဲဗျာကြုံမေးမှခေတွေးမနေ့ကရွာလေးကနေပြန်လာခဲ့ကမူမမှန်တာ အခုလဲဘာဖြစ်နေလဲမသိဘူးဗျာမြင်တဲ့ပုံတိုင်းဆိုရင်တော့အဲ့ဒါအပမိနေတာကွာဗျာအပမိတာဟုတ်လားအေးဟုတ်တယ်တခုခုတော့မှားနေတာသိကြတယ်ပြောပြောဆိုဆိုနဲ့အိမ်ပေါ်တက်သွားပြီးတော့ဖះကတော့ပြီးဖះစင်ပေါ်ကနေတောက်တော်ရေခွက်ကိုယူလိုက်ပြီးတော့တရဏဂုံသုံးပါးနဲ့အုံမှန်းပြီးအပမိနေသူကိုဖြန်းလိုက်တယ်ဖြန်းလိုက်တော့မှခင်ထွေးတယောက်အာပူတယ်ပူတယ်ငါ့ကိုဘာတွေဖြန်းနေတာလဲဆိုတော့ဝင်းကောင်းတန်ကြီးထွက်ပေါ်လာပြီး ပုံမို့လို့ကြမ်းတဲ့ကြမ်းလာခဲ့တယ်။အော်မရှိဘူးထင်နေတာဒီရောက်နေတာကိုဆိုတဲ့မပိတပိပြောတဲ့လေးနဲ့တူမောင်ဖုံးပါဆက်ဖျားကနေအကြီးခင်လာဘာတွေလုပ်နေလဲဆိုတဲ့အတန်ကိုကြားလိုက်ရတယ်။မောင်ဖုံးလည်းအနာထုတ်သွားပြီးအကြီးခင်လာလူတွေကိုဘာလို့ဒုက္ခပေးနေရတာလဲအခုလိုလုပ်တာ ကောင်းတယ်လို့မဟုတ်ဘူးနော်အဲ့ဒီချိန်မှာကပ္ပိယကြီးကခင်လားဆိုတာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆုံးသွားပါပြီလေ သားလေးပါလားအကြီးကိုသူကမထီလေးစားနဲ့မနဲ့ပြန်အမဲသားကျွေးမယ်ဆိုပြီးတော့လာမကျွေးလို့အကြီးကဆုံးမနေတာဗျာဟုတ်လား तू ကဘာဖြစ်လို့ကျွေးမယ်ပြောရတာတော့ तू ဈေးရောက်မကောင်းလို့ဈေးရောက်ကောင်းအောင်ငါနေတဲ့ညောင်မယ်မှာလာစုတောင်းပြီးတော့ဈေးရောက်ကောင်းရင်အမဲသားဝယ်ကျွေးမယ်လို့လည်းပြောသွားတယ်ပြီးတော့ညနေပဲပြန်လာတဲ့အချိန်ဘန်းထဲမှာဘာမှပါမလာဘူးအဲ့ဒါကိုနောက်နေ့မနေ့အမဲသားလည်းယူမလာတဲ့အပြင်ညောင်မင်းကိုတောင်တစ်ချက်လှည့်ကြည့်မတော့ဘူး ငါကိုမလေးမစားလောက်တာဂရီပေးပြီးတော့ဂရီမတီလို့မှန်လောက်သားလာအောင်စုံးမနေတာအဲ့ဒါဆိုလေတားကိုယ်တိုင်သူ့ကိုကိုယ်တိုင်ကိုကြဝဲခိုင်းပြီးတော့ညောင်းမင်းမလာကြွေးခိုင်းလိုက်ပါမယ်အခုတော့ထွက်လိုက်ပါတော့ကာယကံရှင်ဒုက္ခရောက်နေပါမယ်အေးအဲ့ဒါဆိုငါသွားပြီတားလေးမျက်နာကြောင်တက်တာသွားတယ်မှတ်ပါလို့ပြောအပြီးမှာတော့ခင်ထွေးတရောအယုတ်ချိုးပြက်လဲကြသွားတယ်ဘဘတောက်တော်ကြီးကတားကိုပေးဆိုပြီးတော့ မျက်နာကိုတောက်လိုက်တော့သတိပြန်ရလာပြီအလန့်တကြားနဲ့ထအောင်နေပါသေးတယ်တရေတရေနဲ့မောင်ဖိုးအကျိုးချောင်းရှင်းပြတော့မှမက်ခင်တွေမေ့သွားတယ်ဆိုတာကလွယ်လို့အချာမသိရပါဘူးနောက်နောက်အခုလိုမလုပ်ဖို့အထက်ထက်မှာကြပြီ အမဲသားတွားကြွေခိုင်းလိုက်ပါတယ်ဒါနဲ့မောင်ဖိုးတို့ဘုန်းကြီးချောင်းကိုပြန်လာကြပြီအဘကတာမင်းကခင်လားဆိုတာကိုသိလို့လားကွာသိတာပေါ့ဘဘရဲ့ဒါနဲ့စကားအမြဲပြောနေကြတော်ကြီးလေဗျာ သူကသားကိုဆိုတိတ်ခင်တာပေါ့ဝေးဟုတ်လားအဲလီလိုနဲ့ရက်နှဲငယ်ကြတော့ကပ္ပီယာကြီးလည်းမောင်ဖုံးလေးကိုစားတင်ကြားပေးဖို့အတွက်ပြင်ဆင်မှုတချို့ကိုစတင်လုပ်ကင်နေပါတော့တယ်ကပ္ပီယာကြီးမြို့သွားเสียရရှိတယ်ဆိုဟုတ်လားတကားကြီးတင်းပါဗျာတပည့်တော်မောင်ဖုံးလေးအတွက်စားတင်ပေးရအောင်ပြည်စည်းလေးအနှဲငယ်သွားဝယ်ပေးရင်လည်းအဝိစားတချို့သွားဝယ်ပေးမလို့ပါဗျာတကား အဲ့ဒါဆိုလေဘုန်းကြီးကျောင်းအတွက်တပိတ်တလုံးတော့မှမလို့မနေ့ကကိုရင်တွေစွန့်ခံကြတော့မိသေးအိမ်နာကခွေးလိုက်ဆွဲပြီးပြုတ်ကြတယ်ဆိုပဲကွာတပိတ်ကကွဲသွားတယ်လေဒင်းမဗျာတပိတ်တော့ဝဲခဲ့ပါမယ်ကပ္ပယာကြီးလေဘုန်းကြီးကိုအသေးချာထီချင်းငါးပြာနဲ့ကတော့ပြီးတော့မြို့ကိုသွားရောက်ခဲ့တယ်ဒီလိုနဲ့နေ့ရက်လောက်ကြတော့ကပ္ပယာကြီးမြို့ကနေပြန်ရောက်လာခဲ့တယ်တင်ဘုန်းကြီးတစ်ချက်အပြင်မြေပြူအစုံနဲ့ပါလာခဲ့တယ် ဒါအပြင်ဘုန်းကြီးကျောင်းအတွက်လည်းတပိတ်တလုံးနဲ့လိုအပ်တဲ့ပစ္စည်းတွေလည်းပါလာခဲ့သေးတယ်။နောက်တနေ့မနက်မှာပဲကပိဟာကြီးကမောင်ဖုံးလေးကိုစာစတင်ပေးခဲ့တယ်။ဒီလိုနဲ့ပဲညံကောင်းတဲ့မောင်ဖုံးလေးကို၃နှစ်တာပညာသင်ယူပြီးမှတော့တည်တည်တည်ထိုင်တက်တင်တက်ထိုက်တဲ့ပညာရက်တွေပြင်ပရိတ်ပဋ္ဌာန်းဘုန်းကြီးစာပေတွေကိုပါသင်ယူပြီးမြောက်ခဲ့ပါတယ်။ဒီနေ့မှာတော့ကပိဟာကြီးကဒါအဘနဲ့ရွာထိပ်ကဒေါ်ပုဆိုင်ကိုလိုက်ခဲ့။ဒါ အဘနဲ့ရွာထိပ်ကတော်ပုဆိုင်ကိုလိုက်ခဲ့အဘလေးตาကြိုက်တဲ့မိုးတွေဝဲကျွေးမယ်လေဗျာตาကိုဝဲကျွေးမယ်လို့လားဒီနေ့ဘာနဲ့မလို့လဲအဘပတ်စံရွှင်နေလို့လားမဟုတ်တာကွာမင်းကမေးတယ်လေရောဒီနေ့မင်းချောင်းနေတီတီပြေးတဲ့နေ့လေကွာဩဟုတ်သားပဲตาကမေ့နေတာအဘပြောမှာပဲတတိရတော့တယ်ကဲဒါဆိုလေตาတို့အခုသွားကြမယ်အေးအေး ဖြည်းဖြည်းလေးသွားအောင်အဘကအကျဉ်းလို့မဟုတ်တော့အသက်ရွယ်ကလည်းကြည်လာတော့အမောမခံနိုင်တော့ဘူးကွဟုတ်ကဲ့ပါအဘရဲ့ဒါဖြည်းဖြည်းသွားပါမယ်ကပိယကြီးနဲ့မောင်ဖုံးစကားပြောပြောဆိုဆိုနဲ့ဒေါ်ဘူးဆိုင်ကိုအချောင်းလူချင်းလူကင်များတဲ့မောင်ဖုံးလေးကတော့အထူးဆန်းမဟုတ်တော့ပါဘူးဒါမွေးနေမလားကွအတော်ကြိုသီးလို့လေဒါကြိုက်တဲ့တဲ့မုတ်တွေကြီးပဲတင်းထားတယ်လာသားလေး မောင်ဖုံးနဲ့ကျွေးတဲ့မိုးတွေကိုအတန်တင်စားပြီးတာနဲ့အတော်ကြီးကျွေးတဲ့မိုးတွေတွေကချို့ကိုတော့ကပိယကြီးအတွက်ချမ်းယူလာခဲ့လိုက်တယ်။စားတော့ပြီးတော့အเจ้าကိုအပြက်လမ်းမှာရော့ตาအဘအတွက်ချမ်းသာတာနေပါစီตาရဲ့အဘအတွက်မလိုပါဘူးကွယ်စားပါအဘရဲ့ตาမွေးနေရက်ကလေးမလို့ตาကဒါနာပြုတာပါအေးပါစကားတက်တိုင်းရှောက်ပြောမနေနဲ့တော့ ကဲပီယာကြီးလည်းမောင်ဖုံးလက်ထက်ကမုံနေငယ်ကိုယူထားလိုက်တယ်။ခဏကြာမှတော့တန်းတပင်ရွာနဲ့ကန်နဲ့ရွာကိုစုံကြိုက်ပို့ဖို့အကြောင်းပေါ်လာပါတော့တယ်။စုံကြိုက်ပို့နေကြအကြောင်းသားတယောက်နေမကောင်းတဲ့အတွက်ကဲပီယာကြီးပဲသွားပို့ရတော့မှဖြစ်တာကြောင့်စုံကြိုက်ကိုယူလာနေစဉ်အဖဒါပဲသွားပို့လိုက်ပါမယ်။အဖနေခဲ့လိုက်ပါ။အေးဒါနဲ့လူလေးကသွားပို့ရအောင်အဲ့ဒီကျွားတွေကိုရောက်ဖို့လားကွယ်မရောက်ဖို့ဝင်မေးမြန်းသွားလို့ရပါတယ်အဖရဲ့ နေပါအဖလိုက်ခဲ့ပါမယ်ကွာခဲဗျာပြောမရလဲလိုက်ခဲ့ပေါ့ဗျာတန်းတပင်ရွာမှာစွန်းကြိုင်ပိုးရမယ့်အိမ်တွေကိုစွန်းကြိုင်လိုက်ဖို့အပြီးမှာတော့ကန်တဲ့ရွာဘက်ကိုထွက်လာခဲ့ကြတယ်ရွာဝင်မှာပဲမောင်ဖုံးကအဖဟိုရှိနာကအိမ်ကနေမိခွေနဲ့ရောင်တွေကမနေမနောအင်ဂျန်တွေကနေထွက်နေတယ်ဗျဘာလဲမသိဘူးအင်းအဲ့ဒါတမင်ဟင်ချက်နေတာဖြစ်မှာပေါ့လို့ပြောပြီးတော့ရွာလေးကိုဆက်လက်ဝင်ရောက်ခဲ့ကြတယ် ။ဝါဘုံကတော့စိတ်ထဲမှာအနှင်းငယ်ထင့်နေပေမယ့်ဘာမှတော့ထုတ်မပြောခဲ့ပါဘူး။အဲ့ဒါနဲ့ကြွားထဲမှာစွန်းကြိုက်တွေအကုန်ပို့ပြီးတော့အပြတ်မှာတော့ကိုထုံးမြိုင်ဝင်ခဲ့ပါအောင်ဗျာဆိုတဲ့အထံကိုအိမ်တိန်ထဲမှာကြားလိုက်ရတယ်။ရပါတယ်မဝင်တော့ပါဘူးဗျာအပြတ်မှောင်းနေမှာစိုးလို့ပါ။ကလေးလေးပါတော့နောက်မှဝင်ပါမယ်။လာပါဗျလက်ဖက်လေးဧကန်ချင်းလို့ပါအတင်းခေါ်နေတဲ့အတွက်ကပ္ပိယကြီးလည်းညင်းမကောင်းတာနဲ့အိမ်ထဲကိုဝင်လိုက်တယ် အိမ်ရှိကွက်ပြက်ရောက်တော့လက်ဖက်ရည်အိုးလက်ဖက်ထန်းညက်နဲ့ဧခန့်နေဒါကြောင့်စကားစမိပြောနေရင်ကနေအဘကထန်းညက်ခဲပကံကိုလက်လန်းဖို့ပြင်လိုက်တဲ့ချိန်အဘနောက်ကြီးကြောက်တွေကိုမစားနဲ့လေဆိုတဲ့အတန်ကမောင်ဖုံးမဆက်ဖြားကနေထွက်ပေါ်လို့လာခဲ့တယ်အဘလည်းဘာပြောရမှန်းမသိခေါင်းကုပ်နေတော့မောင်ဖုံးလေးကထပြီးတော့ညာဘက်လက်နဲ့အပေါ်ကနေမိုးဖို့အပြစ်မှာတော့ချက်ချင်းဆိုသလိုပဲအခြေအနေတွေပြောင်းလဲသွားခဲ့တယ်လက်ဖက်ရည်ကနေဘွယ်ပုတ်ရည်တွေဖြစ်သွားပြီးတော့ လက်ဖက်တွေကတည်ရွက်ချောက်တွေထញ្ញက်ခဲတွေကတော့နှောက်ချီချောက်တွေအဖြစ်ကိုပြောင်းလဲသွားတယ်။ကပိယကြီးကတော့တိတ်ကိုအံအောမှင်တက်နေစင်မှာအိမ်နောက်ဘက်ထဲမှာတော့ဟာ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 ကြီးတန်တွေပို့လို့လာခဲ့ပါတယ်။ပြီးတော့ဘာကကိုလာမိုးခမရဘဲတုံးကပဲရှိသေးတယ်။သူ့ဘက်ကနေပြီးတော့မင်းထမင်းဝအောင်စားထားပေါ့ကွာ။ငါပြန်လာပြီကွာ။ငါကအရင်ကားလိုတော့မဟုတ်တော့ဘူး။အခုချိန်မှာငါကြိုက်တဲ့မိမကိုယူလို့ရတယ်။ငါဖြစ်ချင်တာကိုလုံနိုင်တယ်ကွာ။မင်းကိုလည်းအသားလေးတက်ပြင်နိုင်တယ် နောက်ပြီးဟိုကလေးလေးကဘသူတို့ကပိယကြီးက စကားစမြည်ပြန်မပြောဘဲမောင်ဖုံးကိုလာတာပြန်ကြမယ်ပြောပြောဆိုဆိုအဘာနဲ့တူမောင်ဖုံးလေးပါထရရလိုက်ကြတယ်မင်းတော်တတိထားနေဆိုတဲ့စကားကိုပဲအချင်းချင်းကိုလာမိုးဆိုတဲ့လူကြီးကရေကျဲကျဲနဲ့ပြောနေခဲ့တယ်ဒါပေမဲ့အဘာကတော့ခတ်တုတ်တုတ်အပြေးလျှောက်ပြီးတော့ရွာကိုမောင်ဖုံးရဲ့လက်ကိုဆွဲပြီးတော့ပြန်လာလိုက်တယ်အိမ်ရောက်တော့အဘခုနကလူကြီးကိုတီးလို့လားဗျာ ဒါတော့သူ့ကိုတိတ်သဘောတဘာဝမကြတယ်လို့ပဲ။နောက်ပြီးတော့သူ့ခြံဝိုင်းထဲကနေမိခိုးတွေထွက်နေတာတေးသေးချာချာမြင်လိုက်ရတယ်နော်အဖ။အေးသူကအရင်ကငါတငယ်ချင်းဟောင်းမယ်ကွာ။အဖတငယ်ချင်းသာပြောတယ်အဖပဲအခုအသက်က96နှစ်တည်းရောက်နေပြီ။သူကအသက်30ကျော်လောက်ပဲရှိလာဦးမယ်။အေးအဖပြောပြမယ်။သူနဲ့ဘာကအရှင်တို့ကမေခင်းဆိုတဲ့အမျိုးသမီးတယောက်ကိုကြိတ်ပိုးပိုးခဲ့ကြတာအဲဒီကနေပဲအရှင်ကတော့အခြေဆုံးတငယ်ချင်းအဖြစ်ကနေ မျက်နှာချင်းဆိုင်မရအောင်ဖြစ်သွားကြတာကွယ်နောက်ပြီးတော့မေခင်ကအဖကိုပို့ပြီးတော့မျက်နှာသာပြီးတော့သူကမနာလို့ဥတုဖြစ်နေတာလေတလားလောက်ကြတော့မေခင်ရဲ့အဖသမီးကြီးစားတွေဖြစ်သွားကြပြီအရန်ချစ်ခဲ့ကြတာဒါကိုသူကလက်မလျှော့မကျေနပ်ပဲအညိုးတွေပွားပွားနေလိုက်တာတနေ့အဘနဲ့မေခင်တို့မင်္ဂလာဆောင်ဖို့အတွက်နှစ်ဖက်မိဘတွေဆွေးနွေးတိုင်ပင်ကြပြီးတော့မင်္ဂလာရက်တောင်တတ်မှတ်ပြီးနေပြီအဲ့ဒါကြောင့်အဘတို့နေအောင်ပျော်လိုက်ကြတာလွန်ယော ဒါပေမဲ့အပျော်တွေကတိတ်ကြကြမခံလိုက်ပါဘူး။သူကအောက်လန်းစရာတယောက်နဲ့ပေါင်းပြီးတော့ပထမအ우ဆုံးအဘရဲ့အဖေနဲ့မိကိုပညာနဲ့ပြူစားတယ်။အဘကဆေးစရာအစုံပင့်ပေမဲ့မတတ်တာခဲ့ဘူး။မကြပါဘူးမိဘတွေရှေ့စစ်နောက်စစ်ဆုံးပါသွားကြတယ်။ပြီးတော့မေခင်ရဲ့အဖေနဲ့မိကိုဓမြရောင်ဆောင်ပြီးတက်လိုက်တဲ့ပြင်မေခင်ကိုလည်းဖမ်းခေါ်ဖို့လုပ်နေတဲ့ချိန်အဘကအချိန်မီဝင်ထားပေမဲ့လို့သူတို့ကအများနဲ့တယောက်ဆိုတော့အဘမနိုင်ဘူး။ ဒါနဲ့ရွာတဲ့အော်လိုက်တော့မှရွာသားတွေဝိုင်းဖန်ကြတာအချိန်နေမဟာမန်တိလိုက်တော့လှမိုးကမဲခင်းကိုဓာတ်နဲ့ထိုးပြီးတော့ပါဇက်ကနေလေငါမရတဲ့ပြည်စီဘသူမှမရစေရဘူးကွာလို့អော်နေခဲ့တယ်။သူ့ဆရာနဲ့အတူသူ့ကိုဖမ်းသွားလိုက်တာ။တောင်ထဲမှာသူ့ဆရာဆုံးသွားတာကြားလိုက်ရသေးတယ်ကွ။သူကတော့သူ့ဆရာ ထားခဲ့တဲ့အောက်လန်းပညာကိုထက်စင်အဆင့်တွေတက်နေခဲ့တာဖြစ်နိုင်တယ်။ဟုတ်နိုင်တယ်အဖ။သူ့ရဲ့ကိုယ်ပေါ်မှာဒါအခိုးငွေတွေအပြင်ခေါင်းပေါ်မှာ ထမိန်ထက်စင်စကိုပေါင်းထားတာပါတမြင်နေရတယ်အဖဝေးဟုတ်လားအဖတော့မတွေးမိဘူးကွယ်အဖလည်းတတိဝရိယနဲ့နေနော်ဒါနဲ့အဖဆက်ပြောပြပါအောင်ပြသားဦးအေးအဖလည်းအဲ့ဒီအချိန်ကနေစပြီးအခုချိန်ထိမိဘတွေလည်းမရှိတော့အိမ်ချမ်းမြေတွေရောလဲမြေတွေရောနှွားတွေပါမကျန်အကုန်ကြောင်းပြီးတော့ဘုံကြီးကြောင်းစောက်လို့လှူဒန်းခဲ့တာကွာ ပြီးတော့မကြပါဘူးသီလတမာရီပညာနဲ့ပြည့်စုံတဲ့ဆရာတော်ကြီးတစ်ပါးကြွလာတယ်။ပြီးတော့အလူရှင်တွေကအเจ้าရဲ့လိုအပ်ချက်တွေကိုလည်းတက်ဖက်တလန်းကပါရမီဖြည့်လာလိုက်ကြတာအတော်များများနေရာလက်မကျန်ပြည့်စုံလာတယ်။အလူတန်းတွေလှုပ်တာကြပြီးရှင်ပြုအလူတွေကလည်းပေါ်ချတယ်။နောက်ပြီးကိုရင်မထွက်တော့ရပဲသာသနာပေါင်ထဲမှာပဲကိုရင်ဘဝကနေဦးစင်းကြီးတွေအဖြစ်ကနေနေเจ้าတွေမှာကြောင်းသွားထိုင်ရတဲ့အခြေအနေတွေတောင်ရောက်ကုန်ကြတယ်။အဘကတော့ဘုန်းကြီးကျောင်းပေးကမြေကွက်လက်လေးမှာတဲလီထိုးပြီးတော့ ဘုံကြီးဝေယာကိစ္စတွေကိုဝိုင်းကူလုပ်ပြီးတော့ကပိယအမိခံခဲ့တာပဲကွာ။မဘုံလေးကတော့အဘရဲ့ဘဝကိုတနာလေတနာအလူတန်းရရောတာကိုရောအတိမတ်ပြူတဲ့အနေနဲ့ဝမ်းသာပီတိမြဲ့ယူကြလာပါတော့လေ။ဘုံကြီးကျောင်းအတွင်းမှာမနက်ခင်းတုံခေါက်တန်တဲ့အတူစူယုံစူယုံကိုတောင်ဝင်တဲ့ကိုကိုရင်ဦးစင်းတွေအလုရှုံနေခဲ့ကြတယ်။မောင်ဖုံလာသွားကြမယ်နောက်ကျနေပြီ။ဟုတ်ကဲ့လာပါပြီကိုရင်ကလည်းမနက်ခင်းမောင်ပြပြတွေမှာမှိန်တစ်ခုကိုအဖို့ပြုတ်ပြီး မောင်ဖုံးနဲ့ကိုရင်နှစ်ယောက်သာဆုံးကြယူဖို့ထွက်လာခဲ့ကြတယ်။ကိုရင်ဒီလမ်းကိုကဘဲဖို့သွားတဲ့လမ်းတို့မှောင်မဲနေတာပဲ။အရှိမလဲကစင်းရိုးတွေနေပါလား။ဒီလိုကအချင်းတို့ကကိုရင်ဇာနကကခိုးဘက်ဝေးတဲ့လမ်းကနေစာကန်ရွာကို သွားနေကြ။အခုတော့ငါတို့ကနောက်ကျသွားလို့အမြန်ရအောင်ဖြတ်လမ်းကနေသွားကြမှာလေ။ဘာလဲမင်းကကြောက်လို့လား။မဟုတ်ပါဘူးကျွန်တော်ကဘာကိုမှမကြောက်တာငငယ်ကလေးကလေဗျာ လမ်းများမှားနေသလားလို့မေးကြည့်တာပါ။ဩအေးမင်းမကြောက်ရင်လည်းပြီးတာပါပဲ။လာလာလာခက်တုတ်တုတ်ကလေးသွားကြမယ်။မောင်ဘုံကငယ်သေးတဲ့အတွက် ကိုရင်ကြီးကိုလက်မမီခဲ့ပါဘူး။စောင့်ပါဦးကိုရင်ကလည်းမောင်ဘုံလမ်းပြောနေစမှာရှေးကနေသွားနေတဲ့ကိုရင်စီကနေအမလေးပြားဆိုတဲ့အတန်ကြီးထွက်ပေါ်လာခဲ့တယ်။ဒါနဲ့ရှေးကိုမျှော်ကြည့်လိုက်တဲ့အချိန်မှာချမ်းပင်နှစ်ပင်ရက်စားလောက်ရှိတဲ့တကူလုံးမွေးတွေရှိနေတဲ့တပတ်ကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။ ကိုရင်ကတော့အဲ့ဒီနေရာမှာတင်လန့်ပြီးတော့တတိလဲသွားခဲ့တယ်။ဒါကြောင့်မောင်ဖိုးကဩဇာညောင်းတဲ့အတန်နဲ့အရှိကကောင်းကြီးလမ်းပေါ်ကဖဲလိုက်စမ်းငါတို့သွားเสียရာရှိတော့နောက်ကျနေရတဲ့ကြားတယ်ဖဲပေးစမ်းပါဟမ်ဘာလဲဟာနုနဲ့အောင်မစင်သေးတဲ့ကလေးတယောက်ကငါ့ကိုလာအမိန်ပေးနေတယ်ဟာဟာဟာကောင်းကောင်းပြောနေတော့အခုဖဲလိုက်ပါမဖဲရင်တော့အစိုးမစုံနဲ့တော့မင်းလိုကောင်လေးကငါ့ကိုပြောနေတာလားကွာဟမ် ဖယ်မလားမဖယ်ဘူးလားပဲပြောမဖယ်နိုင်ဘူးကွာငါးပိုင်းနဲ့လမ်းကနေလဲတွားအောင်မေးသံကမာလာကြီးလားကွာဖယ်မပေးနိုင်ဘူးဘေးရရှိခိုးတဲ့အချိန်အမြဝေခန့်နီးဆိုရင်မောင်ဖုံပက်ချလဲမှာပန်းမျိုးပေါင်းတထောင်ကဲ့သို့သောအမြင်မသိမွှေးရင်တွေကမွှေးချိုင်တွားတတယ်မောင်ဖုံရဲ့အာနာဇက်ကပြင်းပြတာကြောင့်တမာဒီဝနှကောင်းနှက်မြက်တွေတရားလာနာကြတဲ့အဆင့်ထိပါပဲဒါကြောင့်အာနာဇက်ကိုအတုံးချပေးဒီလမ်းပေါ်မှာဆိုဝါတောင်းချမ်းစွာ လမ်းသွာလမ်းလာတွေကိုခြောက်လန့်နေတဲ့ဒီမကောင်းဆိုးဝါးတပတ်ကြီးကိုထိမ့်သိမ်းဆောင်းရှောက်ရတဲ့ပုပ်ကိုအခုချက်ချင်းဆိုးသလိုငါးရှိကိုမဆိုင်မတော်ရောက်စီလို့အမင်းပြန်ခဲ့ပါတယ်လေးတန်ဆုံးမှာတော့အမွေအနှံတွေနဲ့ပြည့်စုံပြီးတကူလုံးငွေအောင်ဖိတ်ဖိတ်တောင့်နေတဲ့နတ်သားတစ်ပါးကြွလာခဲ့အဘေကြောင်းကြောင်းကြောင်းခေါ်ရပါတလေဒါနဲ့မောင်ဖုံးနဲ့အချိုးချောင်းရှင်းပြပြီးရက်နေတဲ့တပတ်ကြီးကိုညှို့ပြလိုက်တော်တယ်။အော်တေလေးမိုက်တဲ့ငမိုက်သားကို နတ်သမီးစီဝေသွားနေတော့ကိုးထွက်သွားရသလားအခုချက်ချင်းမူလပြန်စမ်းလို့ဆိုလိုက်တဲ့အခါကြီးကန်းတကောင်ဖြစ်ကိုပြောင်းလဲသွားတယ်နတ်သားလေးအဲ့ဒီကြီးကန်းကိုရွှေရောင်လောင်းချောင်တွင်းကိုထည့်ပြီးနှုတ်ဆက်ပြီးတော့နတ်တို့ပုံဌာနဖြစ်ရာနတ်နန်းကိုပြန်လေကြွသွားခဲ့ကြီးကန်းကတော့မောင်ဖုံးကိုကြည့်ပြီးတော့လှမ်းအော်နေသေးတယ်အဲ့ဒီခါမှမောင်ဖုံးလေးဘေးနားကတိပင်းမှာကက်နေတဲ့နင်းရည်စက်အနေငယ်ကိုတရဏဂုံသုံးမရွတ်ဆိုပြီးတော့ကိုရင်ရဲ့မျက်နှာကိုတောက်လိုက်ပြီးတည်ရတည်ရတည်ရ မောင်ဖောင်းအခုဘယ်ရောက်သွားတာလဲငါတေချာတွေးလိုက်တယ်တကူလုံးအမွေးတွေနေမဟုတ်ပါဘူးကုလဲဘာမှမရှိတော့ပါဘူးသွားကြမယ်ဘုံကြီးကဆုံးနောက်ကြလို့ချိန်လုံးစာမိနေပါဦးမယ်မောင်ဖောင်းနဲ့ချိန်ခဏကြာကိုရင်နဲ့တူဆုံးကြယူပြီးတော့အเจ้าကိုပြန်လာခဲ့ကြတယ်ကိုရင်ကတော့ကြောက်ပြီးတော့အဖျားကြီးသွားတာကြောင့်အိမ်ကိုပြန်ပြီးတော့ဆေးကုသမှုခံယူခဲ့ရတယ်ဘုံကြီးတွေဆုံးဖုံးပေးပြီးမှတော့မောင်ဖောင်းနဲ့တူကပ္ပိယကြီးကဆက်လက်စားတောက်ခဲ့ကြတယ်ဘိုက်ဖြစ်လို့တော့ပြီးသွားပြီဗျာ အဖအခုသားတို့အိမ်ပြန်ကြမလားနေပါဦးသားရဲ့အเจ้าမလဲရင်တိုက်ချွတ်လိုက်ပါဦးမယ်ကွာဟုတ်ကဲ့ပါအဲ့ဒါဆိုလေသားကိုရင်နေနဲ့သွားဆွာလိုက်ဦးမယ်အေး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 ကနကြတော့အဖလည်းဆေးကြောတိုက်ချွတ်ပြီးတော့မောင်ဖုံးရေမောင်ဖုံးဗျာသွားကြမယ်လေကွာစကားဆုံးမှာတော့မောင်ဖုံးတေရောစောင့်နေတာကိုရက်လိုက်ပြီးတော့အဖနဲ့တူအိမ်ပြန်လန်းကိုလျှောက်လာခဲ့ကြတော့တယ်ထွန်းရှင်ထွန်းရှင် ဗျားဆရာအုံးနေယူခဲ့တော့လေကွာဟုတ်ကဲ့ပါဆရာရဲ့လာပါပြီဗျအခုလှုပ်တာလှုပ်နေတာ ကျွန်တော်ကခက်ကြောက်ကြောက်မကြောက်ပါနဲ့ငါတယောက်လုံးပါနေတာကိုကွာတင်းကြိုင်းတွင်းမှာကိုလာမိုးတို့ဆရာတပည့်ကတော်ပွဲနဲ့ဖျောင်းတိုင်အမွေးတိုင်တွေထွန်းပြီး အမဲသားအစိမ့်ပန်းကြီးကိုချပြီးတော့တခုခုကိုလှုပ်နေကြတယ်ကိုစံထွားလွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကလူတက်လို့တည်သွားတဲ့ကိုစံထွားငါရှိကိုလာခဲ့စမ်းခုလာခဲ့စမ်းခုလာခဲ့စမ်းလို့၃ချိန်တိတိ အောက်လန်းဆရာထံကနေဝင်းကောင်းတန်ကြီးနဲ့တူတင်းချိုင်းတစ်ခုလုံးကိုဟိမ့်ထွက်သွားပါတယ်။ခဏကြာမှတော့တင်းချိုင်းတစ်ခုလုံးလေချမ်းတွေတိုက်ခတ်လာပြီးအပုံနှံ့တွေတထောင်ထောင်နဲ့ထွက်ပေါ်လာခဲ့တယ်။ငါ့ကိုခေါ်တာဗာလဲဟေးဆိုတဲ့အတန်နဲ့ကြီးနဲ့တူအရက်ကအုံးမင်တရက်လောက်ရှိတဲ့နာနာဘွားတရက်ကြီးတစ်ကောင်ထွက်ပေါ်လာခဲ့တယ်။မင်းကစံထွားလာကွ။မင်းကိုခေါ်လိုက်တာကအပေးယူလို့ဖို့ပဲကွ။အခုငါတို့ကျွေးတဲ့မဲသားအစိမ့်ပန်းကိုစားပြီးငါတို့ခိုင်းတာမင်းလုပ်ရမယ်ဘလို့လဲ။ သဘောတူတယ်ဆိုရင်တွားစာတော့လို့ပြောလိုက်တာနဲ့တပြိုင်နက်စံထွားသေးရကအုတ်ဂူပေးကိုသွားပြီးအာရပါရစားတောင်းနေခဲ့တယ်။ကနအတွင်အကုန်လုံးပြောင်းထွက်သွားပါတယ်။ကဲမင်းတို့ငါ့ကိုဘာခိုင်းပါလဲ။မင်းကိုခိုင်းမှာကတနေ့တော့ညအခါမှာတော့တောင်ပိုင်းကနေပြန်လာတဲ့လမ်းပေါ်မှာမောင်ဖုံးကြီးအဖိုင်ဘိုင်းနာလို့တော်တော်တိုးလိုက်အောင်ဒီမှာပဲနေခဲ့နော်ဘယ်မှမသွားနဲ့ဟုတ်ပါမောင်ဖုံးကတည်းက၁၇နှစ်ပြည့်ပြီမလို့ ကပိယကြီးနဲ့အတူထန်းတဲ့ပင်ရွာအလူပွဲကို မောင်ဖုံးကိုပါထည့်လူကို စကားကမ်းလန်းပြီးတော့ပြန်လာတာဖြစ်တယ်။လေတွေတိုက်လာပြီးတော့ချုံတခုထဲမှာအော်တန်တခုထွက်ပေါ်လာခဲ့တယ်။အတန်ကဘိုင်းအတန်ဖြစ်တာကြောင့်မောင်ဖုံးတယောက်အပြေးလွားသွားပြီးတော့ကြိလိုက်တော့အဘကတစုံတခုကိုမြင်ပြီးတော့လက်နေပုံပေါက်တယ်။နောက်ပြီးဘာအကြောင်းမှမောင်ဖုံးကိုပြောမပြခဲ့ပါဘူး။ပြီးတော့မှမောင်ဖုံးလာလာသွားကြမယ်ဆိုပြီးတော့လက်ဆွဲပြီးတော့ရွာကိုပြန်လာကြတယ်။အဘကတော့ကလေးကြောက်မှဆိုတာကြောင့်မပြောခဲ့ပါဘူး။ ဒါပေမဲ့မောင်ဖုံးကတော့ကောင်းကောင်းသိနေခဲ့တယ်။အဖအနောက်ကိုကြည့်လိုက်တော့အရင်မဲမဲကောင်ကြီးလိုက်တာတာမြင်လိုက်ရတယ်။ဒါကြောင့်စိတ်ထဲကနေငါးဖကို၆လက်နဲ့ကောင်တွေတွေးကြပြီပေါ့ကွာ။တိုးတိုးလေးပါဇက်ကနေစနေနေ့ကတွေးခဲ့တဲ့နမင်းကြီးရဲ့အစီပါကြီးကန်းကောင်အခုငါးစီလာခဲ့စမ်းအခုချက်ချင်းငါးရှိရောက်စီဆိုပြီးပါဇက်ကရေရွတ်လိုက်ပြီးမှတော့မောင်ဖုံးတို့နဲ့မလန့်မကန့်မှကြီးကန်းတကောင်ပြန်နေတာတွေ့လိုက်ရတယ် ပြီးတော့ကြီးကန်းကိုမောင်ဖုံးကနောက်မှပါလာတဲ့အချိန်မဲကြီးကိုမျက်စာပစ်လိုက်တယ်။အဲ့တော့မှအချိန်မဲကြီးကတရေကြီးအတွင်နဲ့ကြီးကန်းကတပတ်အတွင်ပြောင်းပြီးတော့ခဝဲဝဲမှတိုက်ခိုက်နေခဲ့ကြတယ်။တရေဆင်းနဲ့နမင်းကြီးရဲ့စေပါတပတ်ကြီးတို့ကတကူးချင်းကွာလာတာကြောင့်တရေကြီးအေးနေ သွားခဲ့တယ်။တပတ်ကြီးကတရေကြီးကိုခေါင်းကနေဆွဲခေါ်ပြီးတော့ခဏအတွင်ပြောက်ခွဲသွားခဲ့တယ်။အဘကတော့ဘာမှကြားဖို့မထောက်ပါဘူး။တိုက်ပွဲကအနီးနားကနာနာဘွားငယ်တွေကြောက်လန့်ထွက်ပြေးကုန်ကြတာကိုတော့မောင်ဖုံးအတိုင်းသားမြင်နေရတယ် မောင်ဖုံးကိုကိုရင်ဝက်ပေးဖို့အလူရက်နီးလာချိန်မှာတော့ဆရာတော်ကြီးအိမ်မက်ထဲမှာဆရာတော်ဗျာဤတန်ငယ်ကလော့ဂီအထက်လန်းပညာမှာတပတ်ကန်းကုံအောင်တက်မြောက်နိုင်တဲ့အတွက် သူ့ရဲ့ခေါင်းကထူးခြားစမ်းကြပြီးတာမန်နဲ့ရှင်နေတဲ့ဇပင်ကိုရိတ်လိုက်ပါကနောက်နောက်လော့ဂီပညာအတင်းယူဖို့အချိန်နှောင့်နှေးသွားမှဖြစ်လို့ကိုရင်ဝက်ပေးဖို့ရမတိုက်တွန်းလို့စနေနေ့တီတီပြေးတဲ့အခါတပည့်တော်လာခေါ်ပါမယ်ဗျာလို့ယောဂီဝိဇုံကိုတာနာစာဝိစင်ထားတဲ့လူတယောက်ကလာပြောသွားတာကို အိမ်မက်ထင်းမှာမြင်တွေ့ရတဲ့အကြောင်းကပိယကြီးကိုပြောပြနေခိုင်းမောင်ဖုံးကလုံးစုံကြားသွားပြီးတော့စိတ်ထဲထင့်နေခဲ့ပါတယ်ဇောဂီဝိဆုံတဲ့လူက၁၂နှစ်ပြည့်ရင်ဘာလို့လာခေါ်มาလဲဆိုတဲ့အတွေ့အကြုံတညာလုံးအိမ်မက်ပြောပေးနေခဲ့ရမှာမနေ့ပိုင်းမှာအိပ်ပြောသွားပြီးတော့အိမ်မက်တွင်းမှာဇောဂီဝိဆုံတဲ့လူကိုမြင်လိုက်ရတယ်ဟေ့တငယ်မင်းကိုပြောစရာရှိလို့လာခဲ့တာကွယ်မင်းရဲ့ဘာကိုစောင်းရှောက်ခြင်းမင်းကြောပြင်မှာပါတဲ့လေးခွင့်အင်စမကိုလေ့ကျင့်တာ အောင်မြင်တာနဲ့အင်းဆန်တွေကအလိုလိုထပြန်လာလိမ့်မယ်ဆိုတဲ့အတန်းနဲ့တူမောင်ဖို့မောင်ဖို့မထသေးဘူးလားနေပင်ထိုးနေပြီကွာဟုတ်ကဲ့ပါထပါပြီဟေးမျက်နှာတက်ပြီးတော့အဖကတာမင်းဒီနေ့တော့အလူထဲမပါနဲ့ဦးအဲ့လိုပြောလိုက်တဲ့အတွက်အကျိုးကြောင့်သေးတဲ့မောင်ဖုံးကလိမ္မာပါနဲ့စွာဟုတ်ကဲ့မပါရလေဘာမှမဖြစ်ပါဘူးဗျကိုရင်ဝင့်ရင်လေကတုံးကြီးနဲ့မနေချင်ပါဘူးဗျာ ပြီးရင်လေဘုန်းကြီးကျောင်းမကြီးနေနေရမှာမောင်ဖုံးတရောညာကမတ်တဲ့အိမ်မက်ကိုပြန်စင်းစားပြီးတော့ဦးစင်ကောသလားရေဦးစင်ကောသလားဦးစင်ကောသလားဆိုတာကတော့မောင်ဖုံးငယ်ငယ်တုန်းကကျောင်းအောက်ကအတန်းချလို့ဦးစင်တပားကသွားကြည့်ရဲဆိုတာကိုမကြည့်ရတဲ့ကိုရင်ကြီးတပားပါအခုတော့ဦးစင်ဖြစ်နေပါပြီဝေးဘာတော့กว่าမောင်ဖုံးရအလန်တကြားနဲ့ဘာဖြစ်လာတာတော့တားကြောပြင်ကပုံကိုတားကိုဆွဲပြပါလားဗျာ အေးမင်းကဘာလုပ်ဖို့တော့မဖိုးနဲ့စကားနှင်းငယ်ပြောပြီးတော့ကြောပြင်းကားပုံကိုမြေပြင်ပေါ်ရေးဆွဲပြခဲ့ပါတယ်။ပြီးတော့မဖိုးနဲ့ဆွဲပြတဲ့ပုံကိုနှစ်လတင်းတင်းလောက်ဘုန်းကြီးကျောင်းပရဝိုင်ရောကပိယကြီးအိမ်ပဝင်းကျင်ကိုရောလိုက်လံဆွဲနေရင်တညမှာလေးခွက်အင်းဇေယျကွက်တွေကရွှေရောင်နဲ့ဖိတ်ဖိတ်တောက်နေတဲ့အင်းဆန်တွေထပြန်လာပါတော့တယ်။သူလဲရပြီကွာလို့စိတ်ထဲကကြွေးကြော်ပြီးတော့အပျော်ကြီးပျော်ပြီးတော့အိတ်လိုက်ပါတော့တယ်။ ဒီတကောက်အိမ်မက်ထဲမှာတော့ယောဂီဝတ်စုံတဲ့လူကမင်းကတော့မခေသူပဲဟေသူများတွေဆို၃နှစ်၃မိုးလောက်ကျင့်ရတာကွမင်းကြမှာပါရမီနောက်ခံကောင်းတာကြောင့်နှစ်လတည်းနဲ့ပြည့်မြောက်အောင်ဆွေးနိုင်ခဲ့တာပဲအခုမင်းရှစ်ခွက်အင်းကိုလေ့ကျင့်ရမယ်မင်းကြောပြင်မှာအလိုလိုအဆင့်တက်ပြီးတော့ရှစ်ခွက်အင်းပေါ်နေလိမ့်မယ်အဲ့ဒါကိုဆွဲပြီးတော့အောင်မြင်အောင်ထက်ကြိုးစားပါဟာကွာငါခိုင်းသမျှနာနာဘွားတွေရောတိုက်ကျွဲတွေရော တပတ်တွေကစားဘာတစ်ခုမှလုံးမဖြစ်ဘူးသူကြိုသိလို့အထလန်းစရာတောင်းနေပေါင်းပြီးတော့အကာအကွယ်လှုပ်ထားတာဖြစ်ရမယ်အညိုးကြီးတဲ့ကိုလာမိုးပါဇက်မှာအယုဒ္ဓအနတ္တတွေထွက်ပေါ်နေခဲ့တယ်ဖြစ်နိုင်တယ်စိတ်မပြတ်ပါနဲ့ကျုပ်မှအကျန်ရှိပါတယ်ဆရာမနေ့ပြန်ကိုအောင်လာရဲ့သားမောင်ဝင်းမောင်မင်္ဂလာဆောင်ရှိရဲ့ဗျမိ쇠ရင်းကြီးဆိုတော့ဒင်းလာမှာကျင်းတည်ဒီတော့မှဒိုးစရာတပည့်အကြောင်းကောင်းကောင်းသိသွားစေရမယ် မစိုးဘူးကွာမင်းအကျင်ငါတပည့်ပြီးသားပြီလေတနေ့မင်္ဂလာဆောင်ပေးလို့ဆိုပြီးတော့ကန်နဲ့ရွာဘက်ကိုမနဲ့စောစောကပ္ပိယကြီးတယောက်တည်းထွက်လာခဲလိုက်တော့တယ်မနဲ့ပိုင်းဆိုတော့အေးလိုက်တာမှလွန်ရောသွားနေရင်လည်းလမ်းတစ်ဝက်လောက်အကျောင်းအားဆိုတဲ့အော်တန်ကြီးကြောင့်အနိနာကလူတွေအပြေးလာကြည့်ခဲ့ကြတယ်မောင်ဘုံကတော့အိမ်မက်ထင်းမှာလူလေးမေ16ကွက်အင်းစမကိုတောင်မှတင်ယူတက်မြောက်သွားပြီနောက်နေ့ရက်နေရင်လူတယောက်လာခေါ်လိမ့်မယ်ဆိုတော့ ူမတူထူးခြားကွဲပြားနေတဲ့ဩဇာရှိလာတဲ့အတန်းကြောင့်တေးတေးချာချာကြည်လိုက်တော့ယောဂီရောင်ဝှက်ထားတဲ့သူမဟုတ်ပဲဝိပုစင်ကျင်နဲ့ကောင်းမဖြူကိုပေါင်းထားတဲ့ပထမဘိုးဘိုးအောင်ကိုတွေ့မြင်လိုက်ရတာဖြစ်တယ်။မနေ့ရောက်တော့မောင်ဖိုးကြီးမောင်ဖိုးဖျားဦးစင်အနေနဲ့ကြားနေဘာဖြစ်လာတာတို့မင်းစိတ်ကန်ကန်ထကွာမင်းဗမနေ့ကကန်တဲ့ကြွာဘက်ကိုသွားပြီးတော့ပိုးထီလို့ဒီမနေ့မှာပဲစုံးပြီကွာဖျားဟာ အဖဆုံးပြီဟုတ်လားตาလိုက်ကြည့်မယ်ဗျာตาမယုံလုံးဝမဖြစ်နိုင်ဘူးအဖအဖအဖตาခေါ်နေတာ ကြားလားအဖပိုးရီထားတဲ့အတွက်ခြေထောက်မှာအပေါက်နှစ်ပေါက်နဲ့ပြာနှဲနေတဲ့အဖဖြစ်သူကိုကြည့်ပြီးမျက်ရည်တွေမိုးသီးပေါက်ပေါက်ကြလာပါတော့တယ်ငငယ်ကလေးကတူတူနေလာတာဖြစ်တဲ့အတွက်ကြောင့်ဘလို့မှဖြေလို့မရခဲ့ဘူးဒါပေမဲ့ဒီအချိန်စိတ်ကို တင်းပြီးတော့ဝေးဝေးသွားပြီးကဲ ငွေနဂါနဂါမျိုးနွယ်စုတွေရဲ့ခေါင်းဆောင်အခုငါရှိကိုလာစမ်းမောင်ဖိုးရဲ့စကားဆုံးမှာတော့ဝုန်းဆိုပြီးတော့ဘွားကနေမွေကြီးကြီးတကောင်ပေါ်လာတယ်။ပြီးတော့ဆင်းရောင်ကျေးကုန်နေတဲ့နဂါတကောင်ပေါ်လာခဲ့တယ်။အဘကိုကြိုက်သွားတဲ့မွေရဲ့အစိတ်ကိုဖြည့်ပေးနိုင်မလား။မွေတကမွေခေါင်းဆောင်နဲ့နဂါခေါင်းဆောင်မှာ ဖြည့်စေရှိကိုရှိရမယ်။ဖြည့်လို့မရဘူးလူလေးရဲ့အဲ့ဒါကြိုးကြိုးမွေကြိုက်တာမဟုတ်ဘူး။ဗျာ။အဲ့အဲ့ဒါဆိုဘာဖြစ်တာလဲ။ အောက်လန်းတိုင်းနဲ့ပြုတ်လို့ထားတဲ့တိုက်မွေးကွာဖြာဟုတ်တယ်နှွေကျိုးကိုအစီရင်လှုပ်ပြီးတော့တိုက်မွေးဖန်တီးထားတာအဲ့ဒီအတက်ကိုတော့တာမန်စစ်နဲ့မလုံနိုင်ဘူးကွယ်ပြောစရာရှိတာပြောပြပြီးမို့တွားခွင့်ပြုတ်ပါအောင်လို့ပြောပြီးတော့ထွက်ခွာပျောက်ကွယ်သွားကြတယ်မမုန်းရဲ့စိတ်ထဲမှာတော့ဒါဆိုရင်လာမိုးဆိုတဲ့လူပဲဖြစ်ရမယ်လို့တွေးပြီးတော့တွေးကြပြီပေါ့ကွာဆိုပြီးတော့ခြေလမ်းဖို့အပြင် နားစီအတွင်းကိုလူလေးစိတ်ကိုထိမ့်ပါ ။တင်းနေစီလိုတည်ရဲမှတ်ယူလိုက်ပါ။တရားနဲ့သာဖြေပါ။အညိုးဆိုတာမထားကောင်းပါဘူး။လူကိုပူလောင်စေတယ်ကွယ်ဆိုတဲ့အတန်ကိုကြည်လင်ပြသားစွာကြားလိုက်ရတယ်။ဒါကြောင့်ခြေထက်မလန်းတော့ဘဲနဲ့စိတ်ကိုပြုပြင်ခဲ့တယ်။ဒီလိုနဲ့ဘာရက်လေပြီးမှတော့ဆက်ရှိခွက်အင်းစမကိုအဆင့်တက်ပြီးတော့သာဆက်လေ့ကျင့်နေခဲ့တယ်။မောင်ဖို့ဆန်းနေနေတီတီပြည့်တဲ့နေ့မှာတော့မနက်ခင်းဝေလီဝေလေးမှာဘုန်းကြီးကျောင်းရှိမှာယောဂီဝိဇ္ဇုံဝှက်ထားပြီးလွယ်တလုံးလွယ်ထားတဲ့အသက်30ကျော်အရွယ်တွေကလူတယောက်ကိုတွေးလိုက်ရတယ် သူ့ကိုတွေ့တော့ပြုံးပြနှုတ်ဆက်လို့နေပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျာ။မောင်ဖုံးရဲ့ဘဝအစကတော့ဒီနေရာမှာပြည်ဆောင်သွားခဲ့ပါပြီ။နောက်လာမယ့်မောင်ဖုံးရဲ့ပညာသင်ခန်းဆိုတဲ့ဇာတ်လမ်းလေးကိုလည်းအားပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။